ဒဝဲခရိုင်နာကပင်လယ်ပြင်မှာဝါလက်ငါးဖမ်းလေးတစည်းပေါ်တွင်သုံးလပြည့်လူတမ်းမှုဖြစ်တယ်လို့တနီတိုင်တိုင်အရေးပေါ်ကဲဆယ်ရင်းနဲ့လူနာတင်ရဖွဲ့စီကတရားပါတယ်။ခိုင်လင်းစိုးတိတ်တုံညာရှိအမည်ရှိဝါလက်ငါးဖမ်းလေးဟာမက်လ25ရက်နေ့မနေ့ပိုင်းကပင်လယ်ပြင်မှာငါးဖမ်းနေချိန်လေပေါ်မှာလူတမ်းမှုဖြစ်တယ်လို့တနီတိုင်တိုင်အရေးပေါ်ကဲဆယ်ရဲ့ဖွဲ့တာဝန်ရှိသူဦးနိုင်မျိုးသွင်ကပြောပါတယ်။ ငါဖမ်းလေငါဆွဲနေချိန်ပက်နေငယ်ဖြစ်သူမောင်မြင့်အောင်ကအိုတကြီးကိုပိုက်လီတာနဲ့လပင်းကိုလီးဖြတ်တာကနေရုံရင်ဆက်ခဲဆဖြစ်တာလို့အဲ့ဒီငါဖမ်းလေနဲ့ရိဆက်သူတွေကပြောပါတယ်။ဘာသာနဲ့စတိုက်ခိုက်တယ်လဲဆိုတာကိုတော့တိတ်တိတ်ချာချာမသိရသေးပါဘူး။ဓာနဲ့ထိုးတာကိုဝင်ဆွဲတဲ့ပက်နေဦးနိုင်ကျော်စိုးနဲ့ယေရှုဦးသက်ထိုက်တို့လည်းဓာတ်တရားနဲ့တည်ဆုံပြီးဓာနဲ့တိုက်ခိုက်ခဲ့တဲ့ပက်နေငယ်မောင်မြင့်အောင်လည်းတည်ဆုံခဲ့တယ်လို့ဆိုပါရယ် အိုဒီဂျီဖြစ်သူကိုမဲထိုက်စိုးနဲ့လေလုံသားတူဦးဖြစ်တဲ့ကိုယူရကတော့ဒဏ်ရာရရှိခဲ့တယ်လို့ဦးနိုင်မျိုးသွင်းကပြောပါတယ်တိတ်ဆုံးသူတွေကမြိတ်စာတီတူနဲ့ကျန်တူဦးဟာလောင်းလုံးမျိုးနဲ့မမကန်ရွာသားတွေ ဖြစ်ပြီးဒဏ်ရာရတဲ့သူနူဦးကလည်းမမကန်ရွာသားတွေဖြစ်ကြပါဗျ။ရုပ်လောင်းတွေနဲ့ဒဏ်ရာရသူတွေကို တနေ့တိုင်းတိုင်းကယ်ဆယ်ရင်းနဲ့ရေးပေါ်လူနာတင်ရဲ့အဖွဲ့ ရေခေါင်တန်းအေးဘော်လူနာတင်ရင်အသိန်းဂူနာမေတ္တာရှင်အေးဘော်လူနာတင်ရင်အသိန်းတွေကလူနာတင်ရင်၄စီနဲ့လောင်းလုံးမြို့နယ်ဆန်းလန်းကျေးရွာနာကပင်လယ်ပြင်ကနေဒဝဲစေယုံကြီးကိုဒီကနေ့မတ်လ26ရက်နေ့မနက်ပိုင်းမှာတွားရောက်ကူညီတဲဆောင်ပေးခဲ့တယ်လို့အဲ့ဒီအသိန်းဖွဲတွေစီကတီးရပါဗျာ